အားလုံးမမင်္ဂလာပါနေကောင်းကြမှာချမ်းသာကြပါစေဒီနေ့မှာတော့ကျွန်တော်ကအင်္ဂလန်ပရီးမီးယားလီဂ်၃ပွဲဝေးချထားပါတယ်အာဆင်နယ်ဖူလန်ဘူးဝက်ဆမ်ယူနိုက်တက်ဖောရက်စ်နဲ့မန်ချက်စတာယူနိုက်တက်တို့ပွဲစဉ်တွေဖြစ်ပါတယ်ဒီပွဲစဉ်တွေကတော့အင်္ဂါညမှာကာမဲပွဲစဉ်တွေပေါ့နော်အာဆင်နယ်နဲ့ဖူလန်တို့ပွဲစဉ်ကတော့ည၃နာရီ၄၅မှာကာမဲပွဲပေါ့ဗျာအာဆင်နယ်တစ်လုံး၄၀ရှုံး၉ပေါင်းနှလုံး၈၀ရှုံးပေးထားတယ်ပေါ့နော် ဒီဘက်မှာချိမဲ့ဆိုအဆင်နဲ့အတင်းကတော့အဆင်နဲ့မှရှိတယ်58မှာဖူလန်မှာအဆင်10မှာရှိတယ်45မှာပေါ့ဗျာနှစ်တင်းလုံးအတက်ကင်ကောင်းတယ်အမအချော်တော်ကတော့11ဆိုတဲ့ရလာနဲ့ဖူလန်ကိုမှပြီးထားတာတွေ့ရတာပေါ့နော်လက်ရှိအဆင်နဲ့အတင်းရဲ့ကာရဖောင်5ဘွဲကိုချိမဲ့ဆိုလို့ရှိရင်တော့နှစ်ပွဲနိုင်နှစ်ပွဲတည်းတပွဲရှုံးပေါ့နိုင်ထားတဲ့အတင်းတွေကလက်စတာရဲ့ Chelsea ရဲ့ clean sheet ရထားတာပေါ့နော်တေးကြတာ Man U Forest ကိုတေးကြရှောင်းတော့ဝက်ဆမ်မီနိုက်တက်ကိုအင်ကွန်းမှာ1-0နဲ့ရှောင်းထားတယ်။အဲ့ဒီ9ဘွယ်လုံး goal ကိုကြထားရတယ်တွေ့ရတယ်။ ဘလမတရင်လက်ရှိကားဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်တော့၃ဘွဲနိုင်တဲ့ဘွဲရှုံးအဖော်ရက်စ်21နိုင်တယ်ဘူးဖ်ကို21နိုင်တယ်စပောက်2ဇီနဲ့နိုင်ထားတယ်ပေါ့နော်အခရစ်စပလက်ကို2ဇီနဲ့ရှုံးတယ်ဘရိုက်တန်ကို2နဲ့ရှုံးထားတာတွေ့ရတယ်ဒီအသင်းကဟိုးရဖို့ပြီးလွယ်ကူပေမဲ့နောက်ခံစစ်မှာကျတော့နည်းနည်းလေးတူတော့လည်းအတက်ကင်ဆော့ရဆိုတော့ဂိုးကြီးပြန်ပြန်ပေးနေရတာမျိုးတွေ့ရတယ်ပေါ့နော်ဘလမအသင်းကတော့ဂျာရက်မှာပေါ့နော်ကျွန်တော်တို့က Africa càng hết đi được bộ biết Africa à đã có đáp hay nè với thêm hết đề cho nó first up lên là càng cái đó nó cái giá mà nên là bộ ép ăn này là cho nó trên này nó nó sẽ này thế nó 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 này này vậy đã chỉ hết tu hết của chi mà solution nó cho nó à sẽ này tên ngà bộ nó phụ đam ở tên của ta mới là nó số đi hết tu hết mà tổng gì dễ chi bộ biết à sẽ này có mà tu tu trả đấy phụ đam có mà tu ăn trả đấy ကူလမ်ပွတ်မှာပထမအကြောဝမ်းဝမ်းချထားပါဘောနော်၃ချိန်လုံးခြေတွေရှုံထားတာတွေ့ရတယ်ဗောဗျာ wines ဘက်ပေါက်ခြေတွေကြီးမှဆိုရင် voting to score yes ကိုရိုက်မှဆိုရင်ကျွန်တော်နှစ်ဆဖွဲ့လောက်ပြီးထားတယ် no ကိုရိုက်မှဆိုရင်တော့ကျွန်တော်တစ်ထောင်900မြတ်မယ်ဗောနော်ဒီနှစ်သိန်းရဲ့ဂိုးပေါင်းခြေကိုကြီးမှဆိုရင်မင်းက90အတော်တက်မှာအနည်းဆုံးနှလုံးမဟုတ်ရင်၃လောင်းနဲ့နှလုံးကြားထဲမှာပဲရှိမှဆိုတော့ခြေဖွင့်ထားတယ်အစင်နဲ့အသိန်းကလည်းတောက်လျှောက်ဂိုးအောက်တွေ short ထားတာဆိုတော့ဗျာပြီးလို့ရှိရင်အစင်နဲ့အသိန်းကတော့ကျွန်တော် နှလုံးတော့ရသွားမယ်ဆိုတော့ခြေတော့ဖွင့်ထားပါလား။ကုလားမတင်ကတော့တလုံးရဖို့တော့တော်တော်လေးခက်ခဲမယ်ဆိုတော့ခြေဖွင့်ထား။ဘာဖြစ်လို့လဲဆိုတော့ကုလားမတင်ကကြားရမှာကျွန်တော်တို့ဒါ FA Cup ကန်ထားဆိုတော့ကစားသမားတွေပွဲပန်းနိုင်တယ်ပေါ့နော်။အဲအကြောင်းမို့လဲအခုပေါ့ချီတလုံး40ရှုံးလို့ကျွန်တော်ထင်တယ်ပေါ့နော်။အဆင်နဲ့အတင်ကတော့အင်္ဂွင်းမှာဆိုတအားမာရဲဆိုတော့အကုန်လုံးလည်းတိပြီးသားပါမယ်။လက်ရှိကျွန်တော်အတက်ကင်းဆုံးမှာဆိုရင်တော့စာကာတို့ဘာတို့မပါဘူးပေါ့ဗျာ။ နည်းနည်းလေးအားနိုင်မဲ့ထင်ပေမဲ့လည်းအခုလက်ရှိခြေစွမ်းပြနေတဲ့မရန်နိုတို့အိုဒီကာတို့ဘန်ကန်ရိုက်စ်တို့ရှိတယ်ပေါ့ဗျာဒီပွဲစဉ်မှာကျွန်တော်ကစဉ်းစားကြည့်ရပါတော့ဒါဒါဂိုးပေါင်းအောက်လည်းတောက်လျှောက်ကျနေတယ်ဆိုတော့ဒီဒီချင်းတော့ဂိုးပေါ်လာမလို့ထင်တယ်ပေါ့နော်အဲ့ဒါဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ခြိုက်တယ်ပေါ့နော်နှစ်သိန်းပေါင်းတုံးလုံးကြီးတော့ခြိုက်ပါလေပြီးလို့ရှိရင်ကျွန်တော်ဒီဘော်ဒီရိုက်မယ်ညီကိုရရတော့ပေါ့နော်အာဆင်နယ်ဘော်ဒီရိုက်ဖို့ပဲအကြံပေးချင်ပါတယ်အာဆင်နယ်ဒီပွဲကိုနိုင်သွားမှာပါဖူအန်းနဲ့ပွဲပန်းနေတယ်ဆိုတော့ပေါ့နော် ောက်ထပ်ပွဲစဉ်တစ်ပွဲကိုရေးပေးရမယ်ဆိုတော့ဟုတ်နဲ့ WhatsApp United တို့ပွဲစဉ်ဖြစ်တဲ့ပေါ့နော်ဒီပွဲစဉ်မှာတော့ဟုတ်ပတင်းရဲ့အဓိကတိုက်စင်မှုကုညာပေါ့နော်ဒီကုညာသူမစော့နိုင်ဘူးသူအနိကရှိတယ်ပွဲပန်းတိုင်းရှိရပေါ့နော်လာဆန်နဲ့ပဲပွဲထွက်လာဖို့များတယ်ပေါ့နော်လာဆန်ကလည်းခြေစွမ်းနေပြနေတယ်ပေါ့နော်စမန်တို့တို့လာဆန်တို့တော်တော်လေးကောင်းပါတယ်ဂိုမက်စ်တို့နိုရီတို့ပေါ့ဒီကစားသမားတွေနဲ့ပွဲထွက်လာဖို့ရှိတယ်ဒီနှစ်တင်းကတော့ဇေယျမှာဆိုရင်ဝက်ဆမ်းမှာအဆင့်16ဦးကအဆင့်7ခွန်အပေါ်အောက်ပေါ့ဗျာ တင်ရှင်အသင်းဘုကတော့26မှာတူအောင်မှာ SW ရှိမယ်လက်စတာရှိမယ်ပေါ့ဗျာအမတော်နည်းနည်းလေးကွာနေတာတွေ့ရတယ်ပေါ့ဒါပေမဲ့ဒီပွဲကိုအတန်းနိုင်ဆုံးအနိုင်ကန်ထိုင်တာပိုကောင်းတာပေါ့ဗျာသူ့အပေါ်မှာဝက်ဆမ်မီနာတက်34မှာပေါ့နော်အဲဘာတန်လည်း34မှာစပါလည်း34မှာပေါ့ဗျာဒီနှစ်တင်းရဲ့ပထမအကြော့ကိုကြည့်မှဆိုရင် ပထမအကြော့တော့ကတော့ဝက်ဆမ်မီနာတက်က21ဆိုတဲ့ရလာနဲ့နိုင်ထားပါတယ် အဲ့ဒီချိန်မှာတော့ကျွန်တော်လူပတ်တယ်လီရဲ့လက်ထက်မှာပေါ့ဗျာအခုကတော့နီးပြအတက်လက်ပြောင်းသွားပြီပေါ့နော်အခုကနီးပြအတက်ဖြစ်သွားပြီလက်ရှိကျွန်တော်ဥပတင်းရဲ့ကာရာဖောင်၅ဘွဲပေါ့နော်ဆော့ထားတဲ့၅ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်ပွဲနိုင်တစ်ပွဲတည်းနှစ်ပွဲရှုံးထားပါတယ်တိုက်စစ်ကဂူးတွေပြန်ပြန်ရနေတာတွေ့ရတယ်ပေါ့နော်ခံစစ်ကတော့မလုံပါဘူးခံစစ်ကတော့ဂူးတွေပြန်ပြန်ပေးတာတွေ့ရတယ် ဝါစမီနဲ့တရားလက်ရှိကာရာဘောင်ငါဘောကြီးမယ်ဆိုရင်နှစ်ပွဲနိုင်တစ်ပွဲတည်းနှစ်ပွဲရှုံသူကတော့လုံးဝ go out ပဲဥတည်နေတာတွေ့ရတယ်။နောက်ဆုံး၅ပွဲဆက် go out ကြထားတယ်လည်းတွေ့ရတယ်ပေါ့နော်။ goal လေးတွေတော့ပြန်ပြန်ရနေတာတော့တွေ့ရတယ်ပေါ့နော်။ဒီနှစ်တင်း head to head မှာကြည့်မယ်ဆိုလို့ရှိရင်တော့အပြန်လန်ဆော့ထားတဲ့နောက်ဆုံး၅ပွဲမှာကြည့်မယ်ဆိုရင်ဝါစမီနဲ့တက်က၄ချိန်နိုင်ထားတာတွေ့ရတယ်ပေါ့နော်။တစ်ချိန်ကဘူးပတ်တင်ကနိုင်ထားတယ်။ဒီ၅ချိန်မှာဆိုလို့ရှိရင်၃ချိန်က goal ပေါ့၂ချိန်က goal out ကြထားတယ်တွေ့ရတယ်ပေါ့နော်။ ဒီနှစ်တင်းရဲ့နိုင်ဂျီးယားနှောင်းမှာတော့အင်ရှင်အတင်းဖြစ်တဲ့ဘုက42ရာခိုင်နှောင်းဝက်ဆမ်ယူနိုက်တက်က33ရာခိုင်နှောင်းပေးထားတာတော့တွေ့ရတယ်ပေါ့နော်ဘိုတင်ဒူစကောရနတင်းလုံးကိုတွင်းမဲ့ yes ကိုရိုက်မယ်ဆိုရင်1800ရရမယ်။ no ကိုရိုက်မယ်ဆိုရင်တော့1900ရရမယ်ပေါ့နော်။မိနစ်60အတော်တက်မှအနည်းဆုံး3လုံးတော့ရောက်သွားမှဆိုတော့ခြေတော့ဖွင့်ထားတယ်။ဒါမှမဟုတ်ဆမ်းမီနဲ့တက်ကတောက်လျှောက်ခန်းစစ်ဦးစားပေးပြီးစောင့်နေတယ်ပေါ့နော်။အဲငါးချိန်ဆက်လက်ဂိုးအောင်ကြိုက်ပေါ့ဗျာနော်။ဒီဒီချိန်တော့ဂိုးပေါ်ဖြစ်ဖို့မျှော်လင့်ပါတယ်။ ဒါဘုပ္ပအတင်းကတော့အနည်းဆုံးတစ်လုံးလောက်ပဲရမှာဆိုတော့ခြေဖွင့်ထားပါတယ်။ဝါစာမီနိုက်တလည်းအနည်းဆုံးတစ်လုံးလောက်ပဲရမှာဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်။ဆိုလက်ရှိအခြေအနေလေးတွေကိုကာရာဖောင်လေးတွေကိုတစ်ချက်ကြည့်မယ်ဆိုရင်ပေါ့နော်ကျွန်တော်အင်ရှင်အတင်းဖြစ်တဲ့ဘုပ္ပကတော်တော်လေးပေါ့နော်။အလုပ်ဖြစ်နေတာတွေ့တယ်၊ဂိုးတွေရနေတယ်ပေါ့နော်။ဝါစာမီနိုက်တကလည်းတောက်လျှောက်ကောင်းနေတာတွေ့ရတယ်ပေါ့နော်။ဒီပွဲစဉ်မှာကျွန်တော်က boosting to score yes ဆိုတာရိုက်ဖို့ကြံပေးနေတယ်ပေါ့နော်။ ဘိုးပေါင်းပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ဘိုးပေါင်းအပေါ်ထိုးဖို့အကြံပေးခြင်းနဲ့တောင်းလောင်းလောက်ထိတော့ကျွန်တော်သဘောကျတယ်နောက်တန်းနေလည်းမကောင်းကြဘူးတိုက်စစ်ကတော့ဘိုးကြီးရသွားနိုင်ပါတယ်ဘော်ဒီရိုက်ချင်တယ်ဆိုရင်တော့အများကြီးလောင်းဖို့ကျွန်တော်အကြံပေးခြင်းပေါ့နော်နည်းနည်းလေးဝက်ဆမ်းမြင်လိုက်တဲ့ထိုးခြင်းနဲ့ဘိုးကြီးပေါ့နော်တကြီးတစ်ပေါက်လည်းရှိနိုင်ပါတယ်ဒီပွဲစဉ်နောက်ထပ်ပွဲစဉ်တစ်ပွဲရွေးချယ်ရမှာဆိုရင်တော့ Forest နဲ့ Manchester United ပေါ့ဗျာ Nottingham Forest ကတော့ဒီရာဒီမှာတော်တော်လေးကောင်းတယ်ပေါ့နော်ဒီလူတွေနဲ့ပဲဒါကျွန်တော်ညွန်လို့ပေါ့နော်ဒီပြာကြီးကတော်တော်လေးသူလုတ်ပြထားတာတွေတွေ့ရတယ် အခုဆိုလို့ရှိရင်တို့ကအဆင့်3000လောက်ရှိတယ်ဒီရာသီနဲ့ပရီးမီးယားလိနဆန်ကူကံပြီးဗျာခုနှစ်ပွဲပဲရှုံးထားတယ်ပေါ့နော်တိုက်စစ်က49ခုရထားတယ်ဗျာပေကူ35ခု54မှာပေါ့နော်ဒါတော်တော်လေးကောင်းပါတယ်မန်စီးတီးထက်တောင်မှကျွန်တော်တို့ကရမကပူရထားတာတွေ့ရတယ်ပေါ့နော်ဆိုမန်ချက်စတာယူနိုက်တက်ကတော့အဆင့်73မှာရှိရ38မှာပရီးမီးယားလိ12ပွဲရှုံးထားတယ်တိုက်စစ်က39ခုရထားတယ်ပေါ့နော်ပေကူများတဲ့အတင်ဖြစ်ပါတယ်40ခုပေးထားတယ်ပေါ့နော် ဒီနှစ်သိန်းရဲ့ပထမအကြော့ကိုကြည့်မှဆိုလို့ရှိရင်တော့ forest က32ဆိုတော့ရလနဲ့နိုင်ထားတာတွေ့ရတယ်ပေါ့နော်ပြန်လန်ကိုးတွေထည့်ပြီးမှ32ဆိုတော့ရလနဲ့နိုင်ထည့်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော် Fernandez တို့ Wildland တို့ Chris Wood တို့ Give Wide တို့ပေါ့နော် Milan Kovic တို့ကကိုးတွေတွင်ခဲ့တယ်ပေါ့ဗျာတော်တော်လေးကြီးကောင်းတဲ့ပွဲစဉ်တစ်ပွဲပါပဲပေါ့လက်ရှိကျွန်တော် forest အသင်းရဲ့ Carafao 9ပွဲကိုကြည့်မှဆိုလို့ရှိရင်တော့ ပွဲနိုင်တပွဲတည်ရင်နပွဲရှုံးထားတာပေါ့ဒီကပြောတယ်ဆိုတာပြန်ပွဲဆုံးပေါ့နော်ကျွန်တော်ပြောပြချင်တာပြန်ပွဲဆုံးဒီအတင်းကတော့အိမ်ဝဲမှာပို့ပြီးမာတာမျိုးလည်းတွေ့ရတယ်ပေါ့နော်အိမ်ခွင်းရောက်လို့ဆိုရင်ကြည်ကြည်လေးလေးဆော့တာတဲ့တို့ကကူမပေးရရေကူအောင်ဖြစ်ရေပေါ့အဓိကကတော့အတင်းကြီးတင်တာတွေ့တယ်အတင်းငယ်လေးနဲ့တွေ့ရင်ဖွင့်ဆော့တယ်ပေါ့နော်မင်းမင်းနဲ့ဘာလဲငါဘာလဲပေါ့တိုက်တယ်ပေါ့နော်ဒီလိုသဘောမျိုးပါသူနိုင်ထားတဲ့အတင်းက SH42 ပဲ Man City 1Z Arsenal တည်းရေးဆော့တယ် နူကာဖေပိုတရီနဲ့ရှောနဲ့ဖူလာမတူဝန်တိုက်ဆက်ကတော့ဂိုးရရတယ်ဗျတိုက်ဆက်တော့တော့ပူဇံမလို့ဘောနော်မန်ယုံအသင်းရဲ့လက်ရှိကျွန်တော်ကာရာဖောင်၅ဘွဲ့ချိန်မယ်ဆိုမန်ယုံအခုတော်တော်လေးလန်းလာတာတွေ့ရတယ်ဗောနော်နောက်တန်းနဲ့ဂိုးသမားကတော့နည်းနည်းကြောင်လာတော့တွေ့ရတယ်ဗောနော်နောက်တန်းကတော့တိတိတိုင်ပဲဆိုနိုင်ထားတဲ့ပွဲစဉ်၄တွေကတော့ကျွန်တော် SW3 တူရှိမယ် Leicester 3ယူရှိမယ်ဒါမှသူနိုင်ထားတဲ့အသင်းနဲ့တကယ်ဟိုးစရာအောက်ကအသင်းနေပါအဘဒါအောင်တည်ရှော့တယ်ဗောနော်စပါးက1စီးနဲ့ရှောင်းထားတယ် Plus အတင်းကတော့အင်ငွဲမှာတော်တော်လေးမာတယ်မယူလွယ်တော့မလွယ်ဘူးဒါပေမဲ့ Forest ကကြားရမှာပေါ့နော်ကျွန်တော်ဒါ FA Cup ကန်ထားတယ်ပေါ့ဗျာဒါ Brighton အတင်းနဲ့ Quarter Final ပွဲစဉ်ကန်ထားတဲ့ App ပွဲမှာသူတို့လူဆောင်ထုတ်ထားတာတွေ့ရတယ်ဒီ Chris Wood ကလွယ်ပြီးမှာပေါ့နော်ဇာတ်ကစားသမားတွေအကောင်လုံးဒီပါတော့သူတို့ထုတ်ထားတာတွေ့ရတယ်ပေါ့နော်ပွဲပွဲတန်းအာကျွန်တော်ပွဲပန်းတန်းနည်းနည်းလေးဖြစ်နိုင်တယ်ဒါပေမဲ့လည်းမယူရဲ့လက်ရှိအခြေအနေကိုကြည့်မှဆိုရင် Forest အတင်းကတော့ကောင်းကောင်းရှင်းပြီးစောင့်နိုင်တယ်ပေါ့နော် ဒီနှစ်သိန်းကကျွန်တော်တို့နိုင်ဂျီယာနှောင်းမှာတော့ forest လေးဆက်တော်မှန်ယူ33ပေါ့နော်ဒီနှစ်သိန်း head to head 5ချိန်ကိုကြည့်မှာဆိုလို့ရှိရင်အပြန်အလှန်ပေါ့နော် soccer 5ချိန်ကိုကြည့်မှာဆိုရင်မှန်ယူအသိန်းက3ချိန်နိုင်ထားတာတွေ့ရတယ် forest က2ချိန်နိုင်ထားဒီဘက်နောက်ပိုင်းနေ့တင်မှာ forest က2ချိန်ဆက်နိုင်ထားတာတွေ့ရတယ်ပေါ့နော်ဒီနှစ်သိန်းတွေ့တိုင်း goal ကိုဖြစ်တာတွေ့ရတယ်ပြန်လန် goal တွေတွင်းမယ်ပြီး goal ကိုဖြစ်တယ်ပေါ့နော် mindset မှာဖွင့်ထားတဲ့ဆရာတော် botinus score yes ကိုရရမယ်ဆိုလို့ရှိရင် နှစ်သိန်းလုံးကိုတွင်းမဲ့ yes ပေါ့နော်ကျွန်တော်တထောင်ဝိုင်း900 no ရိုက်မယ်ဆိုရင်တော့ကျွန်တော်နှစ်ဆပေးထားတာတွေ့ရတယ်ပေါ့နော်မိနစ်60အတော်တော့မှအနည်းဆုံး1000လောက်ထိဖြစ်သွားမယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်ဒီ one one is the formula အတိုင်းဆိုရင်တော့ကျွန်တော်ဂူအောင်ဖြစ်မယ်အဓိပ္ပာယ်မျိုးမှရှိတယ်ပေါ့နော်ဒါမှကျွန်တော်မထင်ဘူးနိုင်ယူနောက်ကန်တာအပွင့်တယ်ပေါ့နော်အပြန်အလှန်ဂူတွေထည့်မလို့ထင်တယ်ဒီပွဲထဲမှာဒီလိုရှိရင် forest ကတော့အနည်းဆုံး1000လောက်တော့ရသွားမယ်ဆိုတော့ခြေဖွင့်ထားတယ် မန်ယူအသင်းကတော့အများဆုံးတစ်လုံးတော့ပေးရမှာဆိုတော့ချစ်ခွန်းတာဘူးစားသွင်းမဲ့အသင်းက Nottingham Forest ဖြစ်တယ်လို့ဒီ Wines ရဲ့ formula အတအတိုင်းဆိုရင်ပေါ့နော်ဆိုဒီနေရာမှာတစ်ချက်စဉ်းစားရမှာပေါ့ကျွန်တော်တို့ဒီ Forest ကဖွဲ့ပန်းနေလာပေါ့နော်မင်းအတင်းကတော့ကျွန်တော်ဒီနောက်ပိုင်းမှာနည်းနည်းလေးတော်တော်လေးကောင်းလာတာတွေ့ရတယ်။အမဂိုးတွေခွင့်ပြုထားတာတွေတွေ့ရတယ်ပေါ့နော်။ဆိုဒီပွဲစဉ်မှာကျွန်တော်ကနည်းနည်းလေးပေါ့နော်ဒီ forest ထက်ဆိုင်ကျွန်တော်မင်းယူဘော်ရီရဖို့ပေါ့နော်မင်းယူအောက်တင်းပေါ့ ဒီပွဲစဉ်မှာပေးထားတဲ့ body ချေးကတော့ကျွန်တော် forest က level 30ရှုံဘုံကြီးကနှလုံး80ရှုံဘုံမှာပေးထားတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အဲဒါကျွန်တော်တည့်ရကျူပြီးမှလောက်ထားတယ်ပေါ့နော်နာနီလို့ချေးအပြောင်းလဲဖြစ်တယ်ဆိုရင်ငါတမျိုးစဉ်းစားရမှာပေါ့နော်အဲ့ရှိဒီပေါ့ချေးနဲ့ဆိုရင်ကျွန်တော် manyu body ကြိုက်တယ်ပေါ့နော် manyu 21လောက်နဲ့နိုင်မျိုးထင်တယ်ဗျာဂူပေါင်းအပေါ်ကြိုက်တယ်ဒီပွဲကဒီနေ့မှာကျွန်တော်ရွေးချယ်ထားပြည့်တဲ့အဲတော့ကျွန်တော်တို့ဒါ arsenal body ပေါ့နော်အများကြီးထိုးဖို့ကျွန်တော်အကြံမပေးခြင်းပေါ့နော် အစနဘော်ဒီပြီးလို့ရှိရင်အဝတ်ဆမ်ယူနိုက်တက်ဘော်ဒီပေါ့နော်ပေမန်ယူဘော်ဒီအဲကိုမောင်အပေါ်ပေါ့နော်ဒီကိုတော့အလုံးစင်ပြေကြပါလိမ့်ပေါ့နော်ဘောလုံးဘော်ဒီလည်းပေါက်ကြပါပြီတကယ်လို့ကျွန်တော်တို့ကကျွန်တော်ပြောတာတွေထုတ်ဖို့အစင်မပြေဘူးဆိုရင်လည်းအားပေးတဲ့အနေနဲ့ကြည့်ရှုမှာပေါ့နော်ကျွန်တော်အားပေးပါလို့ like subscribe comment တွေလည်းပေးပါပေါ့